စံချိန်အလီလီတင်နေတဲ့ပြည်တွင်းရွှေစင်းတော့ဟာနောက်ဆုံးကျပ်3 80အထိရောက်ရှိနေပေမဲ့ဆက်လက်မြင့်တက်ပြီးစံချိန်ထက်ချိုးနိုင်တယ်လို့ကြွမ်းကျင်သူတွေက MPA ကိုခံမှန်းပြောဆိုလာပါတယ်။ရွှေစည်းကွက်ရဲ့ပြားရဲ့ American Dollar ဈေးအခြေခံလာတယ်ဆိုတဲ့အချက်ကိုရွှေကုန်သည်တွေနဲ့ဈေးကွက်ကြွမ်းကျင်သူတွေကအတိအကထောက်ပြကြပါတယ်။ဒါကြောင့်ပြည်တွင်းရွှေစည်းတွေဟာအတက်ဖက်ကိုပဲဥတီနေပြီးကျပ်3 80အထက်မှာပဲရှိနေနိုင်သေးတယ်လို့သူတို့ကသုံးသပ်ကြပါတယ်။ ဒေါ်လာဈေးမကျရင်ရွှေဈေးလည်းအကျမရှိနိုင်ပဲ83သိန်းအထက်ကိုရောက်လာနိုင်တယ်လို့ရွှေလုံငန်းရှင်တူဦးကပြောပါတယ်အင်းကလာကြရတော့လေကျွန်တော်တော့မတက်ဘူးဒါပေမဲ့ရွှေဈေးတွေ80ကျတော့ပြန်ကျော်နေတာပေါ့ရွှေဈေးကျော်နေတယ်ပြီးတော့မင်းညနေတော့ကတော့လည်းရုပ်ရုပ်တော့ဖြစ်သွားတယ်ဘာလို့လဲဆိုတော့ဒေါ်လာထွက်ရင်ဟိုဟာစော်ချရတယ် event ဟိုလေးလေးတောင်ပတ်တိုက်တာပုံမှန်ကြည့်ရတာ ဲတော့မင်းညနေရဟာဒီနေ့ရောကမ္ဘာစီးတွေတက်ပြီးရွှေစီး၈၀ပြင်းပြန်ကျော်ပြီးဗာညာနဲ့ပြောကြတယ်အဲညနေရလည်းရွှေစီး၈၀ခွန်းတောင်၈၀ပြင်းတောင်နဲ့ချိုးပွိုင်ပေါ့နော်အလုပ်ဖြစ်သွားတယ်ကျွန်တော်ကြားတယ်ဒါမဲ့လည်းဒီမနေ့လည်းကြောက်ကမ္ဘာရွှေစီးအထင်းတော့မတက်ဘူးကျွန်တော်ဒီတိုင်းပဲအဲဒီနေ့လည်းကျွန်တော်၈၀တော်ကျွန်တော်တို့ဒီ၈၀ဒီကျွန်တော်တို့ဒီဘယ်လိုလဲဒေါ်လာတွေကလည်းပြန်မကြတော့နေချိတ်ခိုင်းလို့ဖြစ်သွားတာပေါ့အဲဒေါ်လာတွေတက်လို့ရှင်တော့၈၀၈၁တက်ကတော့ပြန်ကျော်မယ်လို့ကျွန်တော်ထင်တယ်ကမ္ဘာစီးတိုင်းအဲကြောက်ရမလို့ဘာဒေါ်လာတော်မှန်းနေဘာလို့လဲဆိုတော့ဒီ event နဲ့သူအခုတို့ကအဓိကဒီရင်းနှံကုန်စည်လမ်းကြောင်းရဲ့ဒီစင်မောစိတ်ကိုတို့ကပိုင်တာအခုအဲ့ဒါကိုတို့ကပိတ်ချမယ်တော့နေအဲ့ဒါပိတ်ချလို့ရှင်ကျွန်တော်တို့တက်စီစီတွေရောရွှေစီတွေရောအကုန်တက်ဖို့ရှိတယ်အဲ့ဒါ ဆိုတကယ်ပိတ်ချလိုက်ရင်နာမည်ကဘာရဲ့ကုန်တယ်ရေးထိဆိုင်သွားတာပေါ့နော်အဲ့တော့ကျွန်တော်စတော့စတော့ဈေးကွက်တွေထိုးကြမယ်ရွှေဈေးတွေကျင်နယ်ဈေးတွေတက်စီဈေးတွေတက်မယ်တဖက်မှာတော့ပြည်ရင်းရွှေဈေးအတက်ကြွကိုဖြစ်ပေါ်စေနိုင်တဲ့ကမ္ဘာရွှေဈေးဟာပြီးခဲ့တဲ့အပတ်ကထက်ကျဆင်းနေတာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့အပတ်ဈေးပိတ်ချိန်ကကမ္ဘာရွှေဈေးတအောင်စကိုကန်ဒေါ်လာ3,380ကျော်ကနေဒီကနေ့ဇွန်လ23ရက်အဖွင့်ဈေးမှာတော့တအောင်စကိုကန်ဒေါ်လာ3,360ကျော်မှရှိနေတယ်လို့သိရပါတယ်။ တပန်းကကမ္ဘာနိုင်ငံကြီးတွေမှာစည်ရစ်တင်းမာမှုတွေမြင့်တက်လာတာကြောင့်ရေနံနဲ့ stock ဈေးကွက်ကိုထိခိုက်လာနိုင်ပြီးရွှေကိုပုံမိုရင်းနှီးမြုပ်နှံလာတယ်လို့ဈေးကွက်လေလာ စောင့်ကြည့်သူတွေကပြောပါတယ်။တတိယကမ္ဘာစစ်ဖြစ်ပြီးရေနံနဲ့ရွှေစင်းနှုန်းတွေထက်တက်တော့မလားဆိုတဲ့စိုးရိမ်စိတ်ကြောင့်ဈေးမကျနိုင်တော့ဘူးလို့မှန်းဆကရွှေပိုစုနေကြတာဖြစ်တယ်လို့ဈေးကွက်လေလာစောင့်ကြည့်သူတူကပြောပါတယ်။ဒီလောကကျွန်တော်တို့အလုပ်ဖြစ်တယ်ဆိုရင်ရှင်းတယ်ဗျာ။ဖြစ်တယ်အလုပ်ဖြစ်ရင်80ကိုရောင်းလို့ရမယ်။အပြောင်းအလဲ89လေး အဲဆက်ဆက်ကိုတိုင်းဆိုရင်ဟာပို့တောင်းလာပေါ့နော်ဆိုတော့ဒါမျိုးနဲ့အဲပွဲစားပေးရတာပေါ့အခုကျတော့အာမရတော့ကြားထဲမှာဒါ3000လောက်ကိုဒါပို့ခါပေါ့ကောနော်အာတိုင်အောင်တိုက်ဝယ်ဆိုတော့တော့သူကဝယ်လို့တောင်းလို့ကြားမှာပို့ပြီးအဲမျက်နှာမျိုးရှိရပေါ့ဒါကတော့တပိုင်းပေါ့လေအာဒီတစ်ခါတော့ဈေးတက်တာကြတော့အရင်နဲ့မတူဘူးဆိုမနစ်ကအရန်တက်သွားတယ်ဆိုတာပြင်းပြင်းထန်ထန်တောက်ပါနော်အခုကျတော့ဘလို့ဖြစ်လဲဆိုတော့အဲဒီရတာတတိယပကာရှင်ကြီးဖြစ်မလားဟာလားဒီနယ်ဝေးတွေတက်လာတော့မလားသဘာရှင်ကြီးတွေထက်တက်တော့မလားဆိုပြီးတော့ သဖို့တော့ကြားဖို့မလွယ်တော့မှန်းဘူးသူကမှန်းထားကြတာပေါ့ဆိုတော့အဲ့ဒီစိတ်နဲ့တော့ရှိတယ်လို့ရရှိလို့ပေါ့နော်သူကဝယ်ပြီးဆိုတယ်ဟုတ်အဲ့လိုဖြစ်နေတာပါခင်ဗျလရှိရွှေဆိုင်အများစုဟာဈေးတက်ကျန်းနေတာဖြင့်စစ်ကောင်စီဩဇာခံရန်ကုန်တိုင်းရွှေလုံငန်းရှင်များအသင်းအပါဝင်စေအုပ်စုလောက်ခံရတဲ့အစ်စစ်စေးတွေရှိနေတာကြောင့်အခောက်ရွှေရောင်းဝယ်တာကိုရန်နာထားကြတယ်လို့သိရပါဗျ။ ဒါပြင်ဝိုင်ကြီးအီရေကထုံးစံတိုင်းဈေးနှုန်းတည်ငြိမ်ဖို့ဆိုတာမြေပြင်ဈေးနဲ့အလွန်ကွာဟနေတဲ့သူတို့အသေးရဲ့သတ်မှတ်ဈေးနဲ့ရောင်းချဖို့စတိုက်ပြောဆိုနေပြန်ပါတယ်။ဆက်အနာမသိမီအကယ်ဒမီမီးလင်းရွှေ16ပေးရဲ့တစ်ချက်သားကို73သိန်းလောက်ကနေတဖြည်းဖြည်းမြင့်တက်လာခဲ့ပြီးအခုတော့73 80ကျော်အထိရောက်ရှိလာတာဖြစ်ပါတယ်။ဒီကနေ့ YGE ရဲ့သတ်မှတ်ဈေးကတော့16ပဲတစ်ချက်သားကိုကျပ်58သိန်း9000ဖြစ်တဲ့အတွက်ပြင်ပဈေးနဲ့ကျပ်23သိန်းကျော်ကွာဟနေပါတယ်။